မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါခုတင်ဆက်ခုတင်ဆက်ပေးချင်တာကတော့အနောက်ဆုံးရဘောလုံးသတင်းတိုတွေပဲဖြစ်ပါတယ်လန်ရှိစပေါ့တင်တိုက်စစ်မှုရိုကာရက်စ်ကိုခေါ်ယူဖို့အတွက်အာဆင်နယ်နဲ့ဂျူဗင်တက်တို့နှစ်သင်းသာထိတ်ဆုံးသွားရေပန်းစားနေပါတယ်အေစီမီလန်အသင်းကနောက်ခံလူဟာနန်ဒက်စ်ကိုဆုံးရှုံးခဲ့ရပြီးစပါပင်နောက်ခံအစွန်လူဦးတိုဂီကိုပြန်လည်ခေါ်ယူလို့နေပြီးဦးတိုဂီအတွက်စပါကယူရိုတန်30သတ်မှတ်ထားပါတယ် ညူကာဆယ်အသင်းကတော့ Brighton သင်းတိုက်စင်မှု Petro ကိုခေါ်ယူလို့နေပြီးပြောင်းရွှေ့ခြေပေါင်တန်း80လောက်ထိတန်ကြီးသတ်မှတ်ထားပါတယ်။ Arsenal သင်းကတော့တောင်မန်ကိုအားဖြစ်ဖို့အတွက် Dortmund မှာ Gittan ကိုအဓိကပြင်မှတ်အနေနဲ့သတ်မှတ်ထားကြောင်းသတင်းရရှိပါတယ်။ Florian Wiss အတွက်ငွေသုံးထားတဲ့ Liverpool သင်းကညူကာဆယ်တိုက်စင်မှု Isaac ကိုပါထင်မှတ်မထားတဲ့ငွေကြေးတရအထက်မှန်သုံးပြသွားနိုင်ပါတယ်။ Flamingo အသင်းကနောက်ခံအဆုံးလူ Wesley ကို Man City အသင်းထံပေါင်၁၇ဒသမ၁တန်းနဲ့ရောင်းချသွားဖို့အဆင်သင့်ဖြစ်နေပါဗျ။ ဘာစီလိုနာနဲ့ဆွေးနွေးမှုရပ်တန့်နေတဲ့ဘီဘာအိုတိုက်စစ်မှုဝီလီယံကိုရီယယ်တင်ကစတင်ချိန်ဆက်နေပြီမဲ့ကစားသမားကတော့ဘာစီလိုနာကိုပဲပြောင်းရွှေ့လိုနေပါတယ်။စပိန်ထော EI နီကိုနယ်အတင်းစားအစိုးရ2026နှစ်မှာဘာစီလိုနာတင်ကတီကိုတင်တိုက်စစ်မှု Everest ကိုပေါင်85.4တန်းတိအုံဖြူခေါ်ယူကရာမဲ Everest ဝီလီယံတိုက်စစ်အတွဲကိုပုံဖော်ဖို့စီစဉ်နေကြပါတယ်။အတလက်တီကိုမန်ထရစ်တင်က အစီမီလန်အသင်းနဲ့အပြိုင်အာဆင်နယ်နောက်ခံလူစဉ်ချန်ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။အခုတင်ဆက်ပေးချင်တာလည်းကတော့မန်ယူအသင်းကဘာစီလိုနာအသင်းနောက်ခံလူအာရီချူကိုခေါ်ယူဖို့အတွက်ရက်ရှ်ဖို့ကိုအလိုက်ပေးကန့်လန့်လို့နေပြီးရက်ရှ်ဖို့ကိုရိုင်းကလည်းလာစာလျှော့ယူပြီးဘာစီလိုနာကိုပြောင်းရွှေ့လို့နေပါတယ်။ဘာစီလိုနာအသင်းဘက်ကရက်ရှ်ဖို့ကိုခေါ်ယူဖို့လက်တလောဆုံးဖြတ်ထားခြင်းမရှိသေးပေမယ့်အစီမီလန်ကိုမနာပိုလီအစရှိတဲ့ Serie A 3တင်းကတော့အဆိုပါအင်္ဂလန်သားကိုစိတ်ဝင်စားနေပါတယ်။ မြို့ကစဲတင်ကတော့နေရာဒီပြောင်းရွှေ့မှာ United ရဲ့အသင်းတိုက်စစ်မှု Rashford ကိုခေါ်ယူဖို့ပြင်မှတ်ထားဆောင်ကြီးမှုတွေပြုလုပ်နေပါတယ် United အသင်းတော်တော်ပြီးခဲ့တဲ့ဒီဇင်ဘာကနောက်ဆုံးပွဲအဖြစ်ပါဝင်ကစားထားတဲ့ Rashford ကပြီးခဲ့တဲ့ရာသီဒုတိယရာသီဘက်မှာ Aston Villa အသင်းထံအငှားချခံခဲ့ရတာပါအသက်28နှစ်ရရှိ Rashford က Aston Villa အသင်းအတွက်18ပွဲပါဝင်ကစားခဲ့ပြီး၄ဂိုးသွင်းယူကဂိုးဖန်တီမှု6ကျင်းပြုလုပ်နိုင်ခဲ့ပါတယ် Rashford က Aston Villa အသင်းနဲ့အငှားစာချုပ်ကုန်ဆုံးချိန်မှာ United အသင်းထံပြန်လာရမှာဖြစ်ပေမဲ့ နင်းပြအမုံရဲ့အစီအစဉ်မှာပါဝင်ခြင်းမရှိတော့ပါဘူးတပတ်လောက်ခပေါင်း3,500နဲ့2028ခုနှစ်အထိ United တင်းတဲ့စာချုပ်ရှိနေတဲ့ Rushway လောက်ခလာစာကအပြောင်းရွှေ့အတွက်အားစီတခုလိုဖြစ်နေပါတယ်ဒီချိန်မှာသက်ဆန်းကညူကာဆယ်အသင်းက Rushway ကိုနေရာဒီမှာခေါ်ယူဖို့အဆင်သင့်ဖြစ်နေတယ်လို့ဖော်ပြထားတာပါနာမည်ရသည့်ချန်ပီယံလိပြိုင်ပွဲရှင်ပြိုင်ရမယ့်ညူကာဆယ်တင်းက Rushford ရဲ့ကစားသမားဘွားကိုအကောင်းဆုံးဖြစ်အောင်ပြန်လည်ပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။ ရက်ရှ်ဖို့ကလာလီဂါချန်ပီယံဘာစီလိုနာအသင်းထံပြောင်းရွှေ့ဖို့အိမ်မက်မက်နေပြီးသူ့ရဲ့အေဂျင့်ကဘာစီလိုနာအသင်းအားကစားဒါရိုက်တာဒီကိုနဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ပြောင်းရွှေ့ဖြစ်မြောက်ဖို့အကောင့်ထဲပေါ်နိုင်ခြင်းမရှိပါဘူး။ယူနိုက်တက်တန်ကတော့ရက်ရှ်ဖို့ကိုပေါင်တန်း40ဇီနုံသတ်မှတ်ထားပြီးလူရသည်မှာပြည်သက်ရောင်းချဖို့ဆန္ဒရှိပေမဲ့ညူကာဆယ်တင်းကသူ့ကိုအငှားနဲ့ခေါ်ယူခြင်းနေရပါ။ Rushford ကချန်ပီယံလိပြိုင်ပွဲမှာပါဝင်ကစားကျင်သလို2026အကဘာဖလားပြိုင်ပွဲမှာနီးပြတူချဲအင်္ဂလန်အသင်းလူစင်းနဲ့မှာပါဝင်နိုင်မှုရည်မှန်းထားပါတယ် live စစ်အသင်းကတော့အသင်းကနေထွက်ခွာချင်နေတဲ့네덜란드ကျဲပွင့်ဇာဗီဆိုင်မွန်ကိုနွေရသည့်ပြောင်းရွှေ့မှာပြောင်းရွှေ့ခြင်းအများအပြားနဲ့ရောင်းချဖို့ယူရထားပါတယ် that asset ကဇာဗီဆိုင်မွန်ကအခုနွေရသည့်မှာအသင်းကနေထွက်ခွာခြင်းကြောင့် live စစ်အသင်းကိုအသိပေးခဲ့လို့ဖော်ပြထားပါတယ်ဇာဖီဆိုင်မွန်က live set အသင်းမှာသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုပြီးဆုံးသွားပြီလို့ယုံကြည်နေပြီးအသင်းကလည်းစာချုပ်သက်သန်နှစ်နှစ်ကြန့်ရှိနေတဲ့သူကိုဒီနေရာသည့်အပြောင်းရွှေ့မှာရောင်းချတာကအကောင်းဆုံးဖြစ်တယ်လို့လက်ခံထားပါတယ်။ဇာဖီဆိုင်မွန်က live set အသင်းကို2023ခုနှစ်နွေရာသီ က PSG အသင်းကနေအငှားနဲ့ရောက်ရှိလာခဲ့ပြီး2025ခုနှစ်ဇန်နဝါရီမှာအပြည့်အစုံပြောင်းရွှေ့ခဲ့ပါတယ်။ live စစ်အသင်းကပြီးခဲ့တဲ့ရာသီကဝန်တန်လီကပြိုင်ပွဲမှာအဆင့်9နဲ့ရာသီအဆုံးသတ်ခဲ့ပြီးလာမယ့်ရာသီဥရောပပြိုင်ပွဲရှင်ပြိုင်ခွင့်ဆုံးရှုံးကဆိုးရွားတဲ့ရာသီကိုဖျက်ဆီးခဲ့ရတာပဲဖြစ်ပါတယ်။ live စစ်အသင်းကစားပြီးဆိုင်မကွန်ရောင်းချဖို့ရည်ထားပေမဲ့ပြောင်းရွှေ့ခြင်းယူရိုတန်း80ထက်ပိုတဲ့ကန့်လန့်မှုတွေကိုသာကြည့်သွားဖို့ရှိနေပါတယ်။ဒါကြောင့်စားပြီးဆိုင်မွန်နေနဲ့သူ့ကိုခေါ်ယူဖို့ကန့်လန့်လာမယ့်အသင်းနေနဲ့ပတ်သက်ပြီး live စစ်အသင်းရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းရမှာပါ။ အသက်22နှစ်အရွယ်ရှိဇာဗီဆိုင်မွန်ကလိုက်စ်အသင်းအတွက်86ဝယ်ကစားပြီး22ကိုသွင်းယူထားက23ကိုဖမ်းနှိထားပြီးစူပါဖလားတစ်စင်ရရှိထားပါတယ်ဇာဗီဆိုင်မွန်ကနေသားလန်လက်ရွေးစင်အသင်းအတွက်28ပွဲပါဝင်ကစားပြီး9ကိုသွင်းယူထားတာပဲဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးခြင်းနာကတော့လီဗာပူးသင်ကအာဂျင်တီးနားလက်ရေးစင်ကစားသမားမတ်စ်အလက်စတာရဲ့အချစ်သူဟာကမီလာမာယန်ကမတ်စ်အလက်စတာစီကနေပေါင်လေးသက်သမ5တန်အမေရိကန်ဒေါ်လာ5တက်သမ9တန်ခန့်ကိုရောကြီးဖြစ်နေတောင်းဆိုလျက်ရှိနေပါတယ် မတ်စ်အလက်စတာက2022ကကဘာဖလားပြိုင်ပွဲမှာဘိုးဆွဲပြီးမှသူနဲ့ချစ်သူတဒဏ်9နှစ်ရှိခဲ့ပြီဖြစ်တဲ့မာယန်ကိုရုတ်တရက်လမ်းခွဲခဲ့တာပါ။မာယန်နဲ့လမ်းခွဲပြီးတိတ်မကြခင်မှာပဲမတ်စ်အလက်စတာကအေလင်ကိုဗာဆိုတဲ့မျိုးသမီးငယ်တဦးနဲ့ချစ်သူတွေဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့မလကပဲကိုဗာကသူ့ရဲ့ရှင်သေးလေးကိုလွှဲထားပြီးလို့ကြေညာခဲ့ပါတယ်။ကမီလာမာယန်ကမတ်စ်အလက်စတာကသူမနဲ့ချစ်သူဖြစ်နေချိန်မှာတဲ့ ကိုဗာနဲ့ဖောက်ပြန်ခဲ့ပြီးတော့သူမကိုတစ္ဆာဖောက်ကဆွန့်ပစ်ခဲ့လို့ခန်းစားရတဲ့အတွက် Mass Alastra ကိုတရားစွဲဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။မာယန်ကသူမအင်္ဂလန်မှာ Mass Alastra နဲ့တွားရောက်နေထိုင်ခဲ့ရတဲ့အချိန်မှာခန်းစားခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာနေနာမှုတွေအတွက်တလကို2နာချီပေါင်38,500တောင်းဆိုခဲ့ရဖြစ်ပြီးအတူနေထိုင်ခဲ့တဲ့2နှစ်တာအတွက်စုစုပေါင်းပေါင်4.5တန်ရလိုမှုနဲ့တရားစွဲဆိုခဲ့တာပါ။ဒါပေမဲ့အာဂျင်တီးနားတရားရုံးကတရားမှုမှာအင်္ဂလန်မှာပဲဖြစ်ခဲ့တာမဟုတ်လို့အင်္ဂလန်တရားရုံးမှာပဲစစ်ဆေးကြားနာရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ။စွန်ဟောင်းမင်းကိုခေါ်ယူဖို့ဆော်ဒီကလပ်သုံးသင်းအပြိုင်ကျိုးပန်းနေတဲ့သတင်းလေးကိုလည်းဆက်ပြောချင်ပါသေးတယ်။စပါတင်ကောင်းဆောင်စွန်ဟောင်းမင်းကိုခေါ်ယူဖို့ဆော်ဒီကလပ်သုံးသင်းအပြိုင်ကျိုးပန်းနေပြီးပြောင်းရွှေ့ချေယူရိုတန်လေးဆက်ပေးဖို့အသင်းရှိနေတယ်လို့သိရပါတယ်။ဒါကိုရီးယားလက်ရွေးစင်ကောင်းဆောင်အသင်းကောင်းဆောင်စွန်ဟောင်းမင်းကစပါတင်နဲ့စာချုပ်သက်တမ်းတစ်နှစ်တာကျန်ရှိတော့ပြီးအခုနေမှာအသင်းပြောင်းရွှေ့ရပွဲရှိနေတယ်လို့သတင်းတွေထွက်နေပါတယ်။စပါတင်ကဇူလိုင်လမှာအသက်33နှစ်ပြည့်မဲ့ဆွန်ဟောင်းမင်းကိုပြောင်းရွှေ့ကြရနိုင်တဲ့အခုနွေရာသီပြောင်းရွှေ့ကာလမှာရောင်းထုတ်ဖို့စံနှုန်းရှိနေပါတယ်။ Talkspot ရဲ့ဖော်ပြချက်အရ Sorry Club တွေဖြစ်တဲ့ Air Ali, Alcolsius နဲ့ Anasa အသင်းတွေကဆောင်းမင်းကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့ရာသီက Asia Champion League Champion Air Ali အသင်းကအသင်းကိုအင်အားဖြည့်တင်းမှုဆုံးဖြတ်ထားတယ်လို့လည်းသိရပါတယ်။ Sorry Club သုံးသင်းစလုံးကဆောင်းမင်းအတွက်ပြောင်းရွှေ့ချေ Euro 40ပေါင်34တန်းပေးချေဖို့အသင်းရှိနေတယ်လို့လည်း Talkspot ကပြောပြခဲ့တာပါ။ ်စပါးနောက်ခံကစားသမားရိုမဲယိုကိုခေါ်ယူလို့ကြောင်းအက်သလက်တီကိုနီးပြအစီမြင်နီကဝန်ခံတဲ့ဆွဲသတင်းလေးကိုလည်းဆက်လက်ပြောပြချင်ပါသေးတယ်။အက်သလက်တီကိုမန်ထရီအသင်းနီးပြအစီမြင်နီကစပါးနောက်ခံကစားသမားရိုမဲယိုကိုခေါ်ယူလို့ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။အသက်28နှစ်ရွယ်အာဂျင်နီနာလေးစဉ်နောက်ခံကစားသမားရိုမဲယိုကစပါအသင်းနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းရှိနေရပါဒါပေမဲ့ရိုမဲယိုကသူ့အနေနဲ့အခုနေရာတည်အပြောင်းရွှေ့ကာလမှာစပါအသင်းကနေထွက်ခွာလို့ပြီး လာလီဂါမှာကစားလို့ရတဲ့လူသိရှင်ကြားပြောကြားထားပါတယ်အခုခါအက်တလက်တီကိုနီးပြအစီမြင်ကြီးကသူ့အနေနဲ့အခွင့်ရရမယ်ဆိုရင်ရိုမေယိုကိုလိုချင်တယ်လို့ပြောကြားခဲ့ပါတယ်စီမြင်ကြီးကကျွန်တော်အနေနဲ့ရိုမေယိုကိုလိုချင်လားဆိုရင်တော့လိုချင်တာပေါ့သူကထိတ်တန်းကစားသမားလေးလို့ပြောကြားခဲ့တာပါစပါအတင်းနေတဲ့အတင်းအထက်ကနောက်ခံကစားသမားဖြစ်သူရိုမေရိုကိုရောင်းချလိုခြင်းမရှိပေမဲ့မဖြစ်မနေရောင်းချရမယ်ဆိုရင်ပြောင်းရွှေ့ခြင်းပေါင်တန်း60အလိုရှိနေတယ်လို့သိရပါဗျ။ မက်ဒရစ်အစားအာဆင်နယ်ကိုရွေးမယ့်စကယ်လီရဲ့အကြောင်းလေးကိုလက်ဆက်ပြောကြမှာတယ်။အာဆင်နယ်ကအသင်းအကယ်ဒမီထွက်ဆဲကျော်တက်ကျဲပွင့်လေးလိုဝစ်စကယ်လီနဲ့နှင်းရှင်စာချုပ်တဲ့ချုပ်ဖို့အမ်မတန်နီးစပ်နေပြီလို့သိရပါတယ်။စာချုပ်တဲ့ကိစ္စမှာစကယ်လီနဲ့အရန်ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့မီကေးအာတီတာကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။လိုဝစ်စကယ်လီကပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်အတွက်ပထမဆုံးပွဲထွက်ခင်ရခဲ့ပါတယ်။သူရဲ့ natural position ကအကွင်းလဲဆိုပေမဲ့အသင်းရဲ့လိုအပ်ချက်အရခံစစ်ဘဲအစုံမှာကစားခဲ့ပြီး အထင်ကြီးစရာခြေစွမ်းကောင်းတွေကိုပြသနိုင်ခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်သင်းမှာပွဲဥထွက်ခွင့်ရခဲ့တဲ့အထိတောက်ပလာတဲ့အာဆင်နယ်ကျဲဝင်းကလာမယ့်ညမှာအသင်းနဲ့စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး2026ညမှာ Real Madrid ကသူ့ကို free agent နဲ့ခေါ်ယူဖို့စီမံစားနေကြတာပါ။ဒါပေမဲ့ Skelly ကတော့အာဆင်နယ်နဲ့စာချုပ်သေးချုပ်ဖို့ပဲရွေးချယ်ခဲ့ပြီးဒီညမှာအသက်16နှစ်ပြည့်ပြီဖြစ်တဲ့အတွက်နှစ်ရှည် professional စာချုပ်ချုပ်ခွင့်ရပါပြီ။ဒါကအာဆင်နယ်ပရိသတ်တွေအတွက်တရင်းကောင်းတစ်ပုဒ်လိုပဲဆိုရမှာပဲဖြစ်ပါရဲ့ရှင်။ ။အခုဆက်လက်ပြောပြပေးချင်တာကတော့နောက်ထပ်တစ်ကြိမ်သမိုင်းတစ်ကြော့ပြန်လည်လာမှာလား။2025 26ဘောလုံးရသည့်အတွက်ပရီးမီးယားလိပွဲစဉ်အချိန်ကြာထွက်လာခဲ့ပါပြီ။စိတ်ဝင်စားစရာကောင်းတာကပရီးမီးယားလိပွဲစဉ်38မှာ Chelsea နဲ့ Sunderland တို့ထိပ်တိုက်တွေ့ဆုံရပါပဲ။ Chelsea က2014-15ပရီးမီးယားလိဘောလုံးရသည့်နောက်ဆုံးနေ့မှာ Sunderland နဲ့ကစားပြီးပရီးမီးယားလိဖလားကိုစုခုနိုင်ခဲ့ပါတယ်။2016-17ဘောလုံးရသည့်တုန်းက Chelsea က Sunderland နဲ့ရှင်းပြိုင်ခဲ့ပြီးပရီးမီးယားလိချန်ပီယံဆုကိုစုခုနိုင်ခဲ့ပါတယ်။ 2025-2026ပရီးမီးယားလိဘောလုံးရာသီနောက်ဆုံးနေ့မှာချက်ဆီကတော့စန်တာလန်နဲ့ပြန်တွေ့ခဲ့ပါပြီ။ဒီချိန်မှာရောချက်ဆီကပရီးမီးယားလိဆုပလာကိုစုခုနိုင်အောင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဘရာဇီးလားကိုပြစ်မှတ်ထားနေတဲ့ချက်ဆီကတော့ဒီနေ့မှာ Ashwich Down ကနေပြီးတော့လူငယ်တိုက်စစ်မှု Lam Dilef ကိုခေါ်ယူခဲ့ပြီးတော့နောက်အသင်းရဲ့အထောင်တိုက်စစ်နေရာကိုဆက်လက်အင်အားဖြည့်တင်းမှုရှိနေပါတယ်။ ချဲစီရဲ့ရေဒါအောက်မှာ Frankfurt တိုက်စစ်မှူး Hugo Akitike နဲ့အတူ Brighton တိုက်စစ်မှူး Jan Oberto ရှိနေတယ်လို့သိရပါတယ်။ Jan Oberto ကပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း Brighton အတွက်ပြိုင်ပွဲဆုံးမှာဂိုး30သွင်းပြီး10ဂိုးဖန်တီးပေးခဲ့ပါတယ်။အသက်23နှစ်အရွယ် Brazil တိုက်စစ်မှူး Newcastle ကလည်းစိတ်ဝင်စားနေပြီးတော့ခေါ်ယူဖို့ Brighton နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ရှင်။ Jan Oberto က Brighton နဲ့2028နှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘရိုက်ဂျမ်ကတော့သူတို့ရဲ့ကစားသမားအတွက်စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း60ဝန်းကျင်အလို့ရှိနေရပါလေးနှစ်ပွဲပယ်ခံရနိုင်ခြင်းရှိတဲ့မူဒရစ်အကြောင်းလေးကိုလည်းဆက်ပြောကြပါရစေ။ချယ်ဆီတောင်မန်ကစားသမားမီဟိုင်လိုမူဒရစ်ကတော့လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ခြင်းရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာဆေးစစ်မှုမအောင်မြင်ခဲ့တဲ့နောက်မူဒရစ်ကစတင်ပွဲပယ်ခံခဲ့ရပြီးစုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။လက်ရှိမှာတော့အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကနေမူဒရစ်ကတော့စီမင်းစည်းကမ်းတွေချိုးဖောက်ထားပြီးအရေးယူမှုတွေနဲ့ရင်ဆိုင်ရမယ်လို့တည်ပြထားပါတယ်။ ယူကရိန်းကျယ်ဝင်းကတော့စွမ်းဆောင်ရည်တိုးမြင့်ပြီးတဲ့ acting substance ဖြစ်တဲ့ maludin အသုံးပြုထားတာကိုတွေ့ကြရတာပါပြင်သစ်ကွင်းလယ်လူ Paul Buck တုံးကလည်းလေးနှစ်ပွဲပဲခံရပြီမဲ့မတော်တဆမောင်းရင်အသုံးပြုခဲ့တယ်လို့ယူကန်ဝင်နိုင်ခဲ့တာကြောင့်အာကစားခွန်ယုံကနေတစ်နှစ်ခွဲပွဲပဲပြစ်ဒဏ်အထိ short ပေါ့ပြီးခဲ့တဲ့တာတကတော့ရှိပါတယ်2023ဇန်နဝါရီမှာ Galatasaray စေအကနေချက်စစ်စီမြင်မာတဲ့စာချုပ်ဖြတ်သိမ်းခြင်းနဲ့ရောက်လာခဲ့ပြီးတဲ့နောက်ခြေဆွမ်းကောင်းနေပြနိုင်ခဲ့ပဲပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့မူထွတ်တရာလေးနှစ်ပွဲပဲပြစ်ဒဏ်ကို ရှောင်းလင်းနိုင်မှာမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးမင်္ဂလာပါပရိသတ်ကြီးခုတက်ဆက်ပေးချင်တာကတော့2029 FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်မှာပဲကျင်းပဖို့ FIFA စဉ်းစားနေဆိုတဲ့သတင်းလေးပါကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA က၄နှစ်ကြာမှကျင်းပမယ့်2029ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုတော့အမေရိကန်နိုင်ငံမှာပဲကျင်းပသွားဖို့စဉ်းစားနေတယ်လို့သိရပါတယ်လက်ရှိကျင်းပနေတဲ့2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပရိသတ်တွေကွင်းအတွင်းလာရောက်ကြီးစုမှုနေပါနေပြီမဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့စပွန်ဆာအကူအညီများစွာရရှိနေရာကြောင့်2029ပြိုင်ပွဲကိုလည်းအမေရိကန်မှာဆက်ကျင်းပဖို့ဖီဘာကဆန္ဒရှိနေတယ်လို့သိရပါတယ်။အမေရိကန်ကလည်း2029ပြိုင်ပွဲအတွက်အင်ရှင်ဖြစ်ကျင်းပခွင့်ရဖို့ထပ်မံရွေးချယ်သွားခံရန်သွားရမှာဖြစ်တယ်လို့စပိန်၊ပေါ်တူဂီနဲ့မော်ရိုကိုတို့ကပူးတွဲအင်ရှင်၊ဩစတြေးလျကတနိုင်ငံနဲ့ဒါမှမဟုတ်နယူးဇီလန်နဲ့ပူးတွဲအင်ရှင်ဖြစ်ရွေးချယ်ခံဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ဖီဘာက2025ကလပ်ကဘာဖလားပြိုင်ပွဲမှာအသင်း32သင်းပါဝင်တဲ့ပြိုင်ပွဲဖြစ်တိုးချဲ့ခဲ့တယ်လို့လာမယ့်2029 ကလကဘာဖလားပြိုင်ပွဲမှာလည်း48သင်းပါဝင်တဲ့ပြိုင်ပွဲဖြစ်အထမှန်တိုးချက်ဖို့စဉ်းစားနေကြောင်းလည်းသတင်းတွေထွက်နေပါဗျ။လလော့စင်မှာတော့2029ပြိုင်ပွဲမှာရှေ့ပြိုင်ခွင့်ရမယ့်အသင်း၄သင်းအဖြစ်ထွက်ထားပြီးအဲ့ဒီအသင်းတွေက PSG Europa, Club Azu, CONCACAF, Al Ahly, Arsenal, Pyramid Africa တို့ဖြစ်ပါရရှင်။ရော်နယ်ဒိုမပါလို့တိုင်ပတ်နေတဲ့ကဘာကလပ်အကြောင်းလေးလည်းဆက်ပြောချင်ပါသေးတယ်။စူဂျင်းငွေမြောင်များနဲ့ဆွဲဆောင်စည်းရုံးကျင်းပနေတဲ့ကဘာကလပ်ကတော့ထင်သလောက်မစွန်ဖြစ်နေပြီးတော့ ပွဲစဉ်တော်တော်များများထိုင်ကုန်ဟောင်းလောင်းဖြစ်နေကြောင်းသတင်းရရှိပါရယ်လက်ရှိကျင်းပနေတဲ့ကမ္ဘာကပ်ပြိုင်ပွဲကို FIFA က promotion တွေစတိုက်ဆင်ခဲ့ပြီးအသင်းကြီးတော်တော်များများကိုဖိတ်ခေါ်ကစားခိုင်းနေပေမဲ့အစလမ်ရှိတဲ့ပြိုင်ပွဲဖြစ်နေကြောင်းပြည်သက်တွေစိတ်ဝင်စားမှုနေပါနေပါရယ်ဒါအပြင် American လိုဘောလုံးအားကစားကိုပရမာလန်နေရာမှာထားတဲ့နေရာရောင်းဝန်းကြောင့်လဲ FIFA တို့ထင်သလောက်အလုပ်ဖြစ်မနေခြင်းဖြစ်ကြောင်းခံမှန်းမှုတွေရှိနေပြီးသုံးသက်ချက်တွေရတိတ်မကြခင်ကမ္ဘာဖလားကျင်းပမယ့် American ကို FIFA တို့ကကြိုတင်ပုံရိပ်မြင့်တင်နေတာပဲဖြစ်ပါရယ် ဥပမာပရိသတ်2500အထိဆန်တဲ့ Orlando ရှိဘောလုံးကွင်းအတွင်းမှာပရိသတ်စုစုပေါင်း3000ခန့်သာလာရောက်ကြည့်ရှုနေကြပြီးထွက်ပေါ်လာတဲ့သတင်းတွေအရကွင်းအတွင်းဝင်ရောက်ကြည့်ရှုတဲ့ပရိသတ်အရေအတွက်ကို FIFA ကအတိုးမြင့်ဖော်ပြနေတယ်လို့လည်းသိရပါဗျ။ဒေသခံចောင်းသားတွေအတွက်လက်မှတ်ခဒေါ်လာ20လောက်တိဖီဘာကရော့ရှော့ရောင်းပေးနေရပြီးတော့မက္ကဆီကိုမြင်တွေ့နေချအမေရိကန်သားတွေကရော်နယ်ဒိုကသာပုံမြင်တွေ့လို့နေရကြအောင်အခုလိုမျိုးပြိုင်ပွဲကအစဉ်ဝင်စားမှုနေပါနေရချင်းဖြစ်ကြောင်းလဲခံမှန်းမှုတွေရသိရပါတယ် အဆိုပါချက်ကိုကောင်းကောင်းသိရှိထားပြီးဖြစ်တဲ့ FIFA ကရော်နယ်ဒိုကိုအဆိုပါပြိုင်ပွဲအတွင်းဝင်ရောက်ကစားဖို့ဖိအားပေးခဲ့ပေမယ့်ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ကဖြစ်မလာခဲ့ပဲနောက်ဆုံးမှာတော့မန်စီနဲ့အခြားနာမည်ကျော်တွေကိုသာထည့်သွင်းကြပါနိုင်ခဲ့ပါတယ်။ဂျာနယ်လိဂ်မဟာမီဇာဟီရဲ့အတွေ့ရှိချက်အရပြီးခဲ့တဲ့တောင်ကိုရီးယားကလပ်အော့စန်နဲ့တောင်အမေရိကန်ကလပ်မာမီလော်ဒီဆန်ဒေါင်းစ်အသင်းတို့ရဲ့ပွဲစဉ်က ရုပ်ပါဆုံးဖြစ်ခဲ့ပြီးတော့2500 25,500ဝန်ဆန်းတဲ့ကွင်းအတွင်းလက်ရောက်ကြည့်ရှုသူ959ယောက်သာရှိခဲ့ပေမယ့် ပွဲပြီးစဉ်ခန်းစာမှာတော့ပရိသတ်3412ယောက်အထိလာရောက်ကြည့်ရှုကြောင်းထည့်သွင်းဖော်ပြထားပါတယ်။ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲအုပ်စုအဆင့် Man City 2-0 Wiedekerson Plan ကပွဲမှာ Man City တင်းရဲ့အင်္ဂလန်တောင်ပံကစားသမား Foden ကပွဲချိန်2မိနစ်မှာပဲအသင်းအတွက်အပွင့်ကိုသွင်းယူနိုင်ခဲ့ပြီးတော့ဒီကိုကဒီပြိုင်ပွဲတစ်ပိုင်းမှာအမြန်ဆုံးဂိုးဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ပွဲစတင်ပြီး10မိနစ်52စက္ကန့်အကြာမှာပဲ Foden ကဝီတကာဆာဘလန်ကာဂိုဒမာပုတ်ထုတ်ခဲ့တဲ့ဘောလုံးကိုကန်သွင်းခဲ့တာပါ။ ဖို့ဒန်အနေနဲ့မန်စတီးအသင်းနဲ့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမှာပွဲ20ထိဂိုးပေါက်ပြောင်းဆုံးနေရကိုဒီပွဲမှာရပ်တန့်နိုင်ကြရပဲဖြစ်ပါတယ်။ဒါအပြင်ဖို့ဒန်အနေနဲ့မန်စတီးအသင်းအတွက်ကြံကိုးတစ်ခုကိုအသင်းဖော်ဒိုကူသွင်းယူနိုင်အောင်တောင်းကန်ဘောကနေကန်တင်ပေးနိုင်ခဲ့ပါတယ်။ပွဲချိန်52မိနစ်မှာသူ့ရဲ့တီချတဲ့ကန်တင်ပေးမှုကနေဒိုကူကပိတ်သွင်းယူခဲ့တာပါ။မန်စတီးအသင်းမှာ Reinders Chaki အဆရှိရဲ့ကစားသမားတစ်တွေပါဝင်ခဲ့ပြီး Chaki ကတိုက်စစ်မှာထန်သာအောင်ခြေစွမ်းမပြနိုင်သေးပေမဲ့ Reinders ကတော့အသင်းနဲ့ချက်ချင်းအဝင်ခဲ့ပြီး ွင်းလယ်ကနေမှတ်ကန်တိကျတဲ့ဘောလုံးပေးပို့မှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။နီးပြတဲ့အလွန်ဆိုရဲ့ပထမဆုံးပွဲမှာ Real Madrid အသင်းက Saudi Club Al Hilal အသင်းကို FIFA Club ကပါဗလားပြိုင်ပွဲအုပ်စုအဖွဲ့မှာအနိုင်မကစားနိုင်ပေတကူတကူနဲ့တည်ကြခဲ့ပါတယ်။ FIFA Club ကပါဗလားပြိုင်ပွဲမှာအောင်မြင်ဆုံးအသင်းဖြစ်မှတန်းဝင်ထားတဲ့ Real အသင်းမှာဘာပေကဖျားနေရကြောင့်မပါဝင်နိုင်ခဲ့ပဲနောက်တန်းမှာကစားသမားသစ်တွေဖြစ်တဲ့ Wilson အာနူတို့ပွဲထွက်ပါဝင်ကစားခဲ့ကြတာပဲဖြစ်ပါရရှင် Real Madrid အသင်းအတွက်ပွဲဥတွက်ဖြစ်ပါဝင်ခဲ့တဲ့ညာနောက်ခံလူအာနူကသူ့ရဲ့အမားယွင်းကနေဂိုးပေးရမလို့ဖြစ်ခဲ့ပြီးမြေလူကြုံဘောဖြစ်ခဲ့လို့ကန်ကောင်းသွားခဲ့ပါတယ်ဒီပွဲစဉ်ရဲ့ပွဲချင်း16မိနစ်မှာအာနူကသူ့ရဲ့အမားကနေအဲဟီလဲအသင်းအတွက်ဂိုးသွင်းယူဖို့ဂိုးဧရိယာထဲဝင်လာခဲ့တဲ့လိုဒီကိုကတ်ထားခဲ့ခြင်းရှိပဲဂိုးကန်သွင်းခွင့်ပြုခဲ့ရပါ။ဒါပေမဲ့လိုဒီကလူကျုံနေခဲ့တာကြောင့် Real Madrid တင်းကအဲဟီလာအသင်းကိုအဖွင့်ကိုမပေးခဲ့ရသလိုအာနိုအတွက်လည်း ဝေဖန်ခံရမယ့်အခြေအနေကနေလွတ်မြောက်ခဲ့ပါတယ်။အာနုကအဒီပွဲစဉ်မှာရီယယ်မက်ဒရစ်အသင်းရဲ့ပွဲထွက်လူစင်းနဲ့ပါဝင်ခဲ့ပြီးပွဲကျင်65မိနစ်ထိပါဝင်ကစားသွားခဲ့တာပါ။အာနုကတော့ပွဲအပ်ပြီးဒန်ဆာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာကစားသမားတိုင်းနီးပါးအိမ်မက်မက်နေရဲ့ရီယယ်မက်ဒရစ်အသင်းအတွက်ပထမဆုံးပွဲထွက်ခွင့်ရတာကအော်စရာကောင်းတဲ့နေ့ဖြစ်ခဲ့လို့ဆိုပါရတယ်။ဒီပွဲမှာဘာပေနေရာကကစားခွင့်ရခဲ့တဲ့လူငယ်တိုက်စစ်မှုဂွန်ဆာလိုဂါစီယာက ပွဲချိန်34မိနစ်မှာရိုဒရီကိုပေးပို့တဲ့ဘောလုံးကိုပိတ်သွင်းက9ရာယူနိုင်ခဲ့ပြီးတော့ပွဲချိန်41မိနစ်မှာတော့အဲဒီလက်အသင်းအတွက်ပန်နေတီကနေရူဗင်နေဗတ်စ်ကအကိုသွင်းယူခဲ့ပါတယ်။ထပ်ဆောင်အချိန်ပိုမှာရီရဲ့အသင်းပန်နေတီရပြီးဗယ်ဗာတီကန်သွင်းရမှာတော့မော်ရိုကိုကိုသမဘိုနိုကအကောက်ွယ်နိုင်ခဲ့ပါတယ်။ဘိုနိုဘိုနိုကတော့ဒီပွဲမှာရီရဲ့အသင်းရဲ့ဂိုးဖြစ်နိုင်တဲ့ကန်သွင်းချက်တွေခေါင်းတိုက်ချက်တွေကိုလက်စွမ်းပြအကောက်ွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးနိုင်ငံသားဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာ ဆောက်ဆောင်လေးကြည့်ရှုနားဆင်နိုင်လို့ကျမတို့ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပိတ်သတိနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ Follow တင်ပြီးပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော် Follow ချစ်ပိတ်သတိအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်